ဆက်ကဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့တန်လေးစေကျော်အာတန်50လူပြိုကြီးတွေပြိုကြီးတွေနော်သူသဖြင့်မိမမရနေတော့ဘူးယောက်ျားမရနေတော့ဘူးထင်ပြီးတော့အဲ့လိုတယောက်တည်း16နေတဲ့အဲပြိုကြီးတွေလူပြိုကြီးတွေခြေသိမ့်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးမှာကတော့တက်50ကျော်လောက်ချိမဲ့ထင်တယ်ဗျနော်အဖိုးနဲ့အဖွားမင်္ဂလာဆောင်နေကြတယ်ဗျဆိုတော့ဒီဗီဒီယိုဖိုင်လေးကတော့တော်တော်ကြီးကို အချာချာပါပါဗီဒီယိုဖိုင်လို့ပြောရပါမယ်နော်ဒီဗီဒီယိုဖိုင်မျိုးကတော့တော်တော်ကြီးကြည့်ရခဲ့ပါတယ်ဆိုတော့ကျွန်တော်လည်းတူလိုက်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရအောင်โอเค Let's go တတော်တာနဲ့တတော်မြေကတတော်တာနဲ့တတော်သမီးဝါးပြောပြော ကဲကျေးဇူးလို့ဝေဖန်ကြပါလှုပ်လှုပ်လှုပ်ပြောလေပြောလေတတော်တမီတတော်တမီနဲ့တတော်သားပါဗျဘုရားစုပါနော်ကောင်းတာဗျာမင်္ဂလာခေါ်ဒီနေ့ရောက်ရတဲ့ကိစ္စတော့မင်္ဂလာရဲ့ကိစ္စတွေပတ်သက်တဲ့ကိစ္စမင်္ဂလာစကားပြောနေတာမင်းတို့ဒီနေ့တိန်တော်ပဲတိန်တော်မိသားတွေရောမှာတော့သူ့ထက်အကြီးလေးမရှိတော့တော့ပါဘူးထင်ပါတယ်ဟုတ်လားကြီးဒီမားတဲ့တယောက်တော့ဒီကောင်လည်းအားကိုးရမယ်ကောင်ကအားကိုးပါတယောက်တော့သူ့မိကိုမိနေရတယ်ကြည့်အောင်ဟုတ်လားအဲ့တော့ တောက်တော့တိုင်းနေနေညှိရဘယ်ကိစ္စမျိုးဆိုလားမင်္ဂလာသူတို့နှစ်ယောက်ကတော့ဒီတဏှာနဲ့နော်တဏှာနဲ့ပတ်သက်ပြီးတော့အဲ့လိုအော်အင်တာဗျူးလာတော့မဟုတ်တော့ပါဘူးနော်သူတို့ကတော့အသက်ကြီးလာပြီးအာကိုရမေးတဲ့ဒီအဖိုးကြီးနဲ့အဖေါ်ကြီးပေါ့နော်ဟိုဘက်ကလည်းအာကိုရမေးဒီဘက်ကလည်းအာကိုရမေးဆိုတော့တယောက်တယောက်သူတို့ကအာမင်းခိုးတော့ရအောင်ဆိုပြီးတော့အဲ့လိုလူဖြစ်ကြတာနဲ့တူပါနော်မင်္ဂလာ လူငယ်တွေလိုဟိုကိစ္စတွေကိုအလိုရှစ်တန်းတင်ပြီးတော့မင်္ဂလာဆောင်တာတော့မဟုတ်ပါဘူးဆိုတော့ဆက်ကြည့်အောင်ဒီဘောရမရသည်မရတော့လူကြီးဆိုသဘောတရားမျိုးတွေပြောက်ပြောက်လေးတိုင်သွားမယ်ဆိုရင်ရာသက်ပံလောက်တော့လက်တွေ့တော့အသေးပေါ့ကွာအိမ်တော်ရဲ့ကြည့်ကြည့်ပြရမှာပြောက်လာအเจ้าမငြီးဘူးဆိုဒီတက်တူရမကောင်းတော့ဘူးဟုတ်လားဖြစ်ပါလေအဲ့တော့ဒီချိန်ဒီကားလာဒီရွေမလေးဒီရွေမလေးနောက်တစ်ခါအိမ်တော်ကွေးမယ်ဆိုတော့လေ ပြောရတယ်ပြောရအောင်မပူရတော့မှကြာတယ်ဘာပူလဲပြောင်းပြောင်းတိကန်ရပေါ့ပြောင်းလို့တော့အင်းနေနေပြညာမှာဟိုမိသားစုစိတ်ကြောင်းလေးနေရတရားမိသားစုနာဝီးပဲလားဟုတ်ကဲ့ကောင်းပါဘောတော့ရိုက်ပါတော့မြင်ရခဲ့တယ်ဗျာနော်ဒီလိုမင်္ဂလာပွဲမျိုး ပြောပါ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 အဲတော့မင်္ဂလာတရားနဲ့ပတ်သက်လို့ဒီနေ့ကဒီကားတော့ကောင်းသောအချိန်ကောင်းသောမင်္ဂလာဖြစ်ပါတယ်အဲ့တော့ကြောင်းနေပြောဒီလိုပဲဟလာတင့်နေတင့်နေဒီကျလို့ဘူးနေသွားမယ်ဆိုတာရတတ်ပါပေါ့အလားအယူမေးကြပေါ့ကွာအလားအယူအသားအချင်းဖုံးရမယ်ကိစ္စမျိုးဖြစ်အောင်အတက်ကြီးပြီးအညာပြီးပါတယောက်တော့အเจ้าမညီဘူးဆိုတာဒါမကောင်းဘူးပေါ့ကွာဟုတ်လားတကယ်ကြည့်တဲ့ပုံကိုယ်လည်းမကြည့်ပါဘူးဟုတ်လားအဲ့တော့မင်းတို့တုန်နေဆုံးမှာအော်ရကိုရေရလောလောကြံတဲ့လူကလူမပြောလို့မရဘူးဟုတ်လားကိုယ်လည်းဟိုကလူရဖြစ်နေတာဟုတ် ကျော်မယောမကဒုတိယအတက်အကြီးဆုံးဖြစ်မှချိန်ပါလေ။ဟုတ်တယ်ဗျာလေးကြောက်တင်နေပြန်လေ။ဟဲ့လား။ဒီဒီကြိုင်သွားမလို့ဆိုအကိုတို့ကလည်းကြောက်တော့ကြောက်ဘာတားသိစုတားသိအားကိုးလို့မရဘူးဟာကောင်။ဟုတ်တယ်။သူ့လည်းဒီသူရှိတယ်သူကိုယ်လည်းရှိကြတာပဲ။ဒါအကြောင်းဖြစ်လာလို့ချင်းရေမိုးရကြရင်ကဲတားသမီးကဘလို့ပါလို့ပဲ။ကိုလင်ကိုမရကြီးမှဖြစ်နေငါရပြီပြောက်လည်းရမရဖြစ်လာရင်ဝတ်တရားဆိုပြည့်စုံတောင်ရှိတယ်လေ။ဟုတ်လား။သဘောတရားရ။ကဲသူကတော့အဓိကတော့ဗျာခုနပြောသူလိုမျိုး ဒီ1500နော်1500ကိလေသာပေါ့အဲအဲ့ဒီဟာတွေပေါ့ဒီရှစ်တန်းတင်ပြီးတော့မှသူတို့မင်္ဂလာဆောင်တာတော့ဒီတရားနဲ့တရားအင်ထုတ်ပြတာတော့မဟုတ်တော့ပါဘူးနော်သူတို့ကကြတော့ဒီအာကိုရမေးပြီးတော့မှအတဲကြီးလာပြီးအာကိုရမရှိဆိုတော့သူတို့တရားကိုတရားအာကိုမင်ခုံးမယ်ဆိုပြီးတော့မှအဲ့လိုတိုက်ပင်ပြီးတော့မှဒီလူကြီးတွေရဲ့ရှင်းမသူတို့ကအဲ့လိုအချင်းနေမြအဖြစ်သတ်မှတ်ခံကြတာနဲ့တူပါတယ်မင်္ဂလာဆောင်ဖို့တော့မဟုတ်တော့ပါဘူးနော် ဆိုတော့ရိုက်ရိုက်ဒီယောဂလူကြီးတွေကသူတို့ကိုအာနေမြအဖြစ်အဲ့လိုအတိမှပြုလိုက်တဲ့အာပွေးလေးနဲ့တူပါတယ်နော်ဆိုတော့အသက်ကြီးလာရင်အကူစရာမရှိရင်အာတော်တော်ကြီးကိုဒုက္ခရောက်တတ်ပါတယ်ဆိုတော့ဒီလူမျိုးကြီးလူကြီးဆိုတဲ့အာဟာလေးအသက်40ကျော်ပြီငါအသက်50ကျော်ပြီနော်မိမမရနေတော့ဘူးအယောက်ျားမရနေတော့ဘူးဆိုပြီးတော့အောင်းငွေကြပါနဲ့ဒီလို စပင်းမယူလဲဟလားအသက်ကြီးလာရင်အလိုတရားတရားမင်းခေါ်ဖို့လဲတရားတော့ယူသိမ့်ပါတယ်ဗျာနော်အဲ့လိုအကြံဒီဗီဒီယိုဖိုင်ကိုကြည့်ရင်လည်းအဲ့လိုအကြံလေးရပြီးတော့မှအကြံပြုတ်လိုက်ပါတယ်ဗီဒီယိုကြီးဗီဒီယိုကြီးမလုပ်ရပါနဲ့ကြည့်တိုင်းရင်တော့ခွဲရောက်တတ်ပါတယ်လို့နော်โอเค see you next video bye bye